ကိုရီးယားမင်းသမီးတွေထက်ဘော်ဒီကောက်ကြောင်းလာတဲ့မြန်မာမင်းသမီးခုနှစ်ဦးအမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်ချိုးစားကတံမိုးတွက်စရာမဟုတ်ပေမယ့်ဂျနီတီမျက်စိရတာမယောပိုရီတာရီရဲ့မျက်လုံးထဲမှာပါပြည်စုံတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကဆွဲဆောင်မှုရှိဆုံးဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့အလှဆက်အလှမနဲ့လာကြပြီးကိုရီးယားမင်းသမီးတွေထက်တောင်ပိုရီကောက်ကြောင်းမိမှန်နေတဲ့မြန်မာမင်းသမီးခုနှစ်ဦးကြောင့်ပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁အိန္ဒြာကျော်စိန် အတန်ကြီးပြိမယ်မပြတ်စည်းသေးဘူးလို့ပြောရလောက်ဒီနေ့အချိန်ထိချက်ချက်ရရနဲ့ဘော်ဒီကိုထိမ့်သိမ်းထားနိုင်နေသူကတော့လူတိုင်းချက်ကြတဲ့မင်းသမီးကြီးအင်ဒရာကျော်စင်ပဲဖြစ်ပါတယ်။အင်ဒရာကျော်စင်ဟာဆိုရင်ချစ်လက်တွယ်လျနေတဲ့ကိုလုံးကိုတဲလေးကို ပိုင်ဆိုင်ထားပြီးခါမှလည်းအစီပိုတွေတစ်စက်မှမရှိတော့ဘူးအားလုံးမြင်ပါပဲ။အပြူပွားကလေးကကြော်ရှင်းတဲ့အလားကြောင့်လူတိုင်းသဘောကျတဲ့အင်ဒရာကျော်စင်ဟာကလေးနှစ်ယောက်မိခင်ဖြစ်လာတဲ့အချိန်အလားမပြတ်အောင်စောင့်ရှောက်ထားတာကိုတွေ့ရပြီး ခန္ဓာကိုယ်ရရှိတဲ့ရှိထိုက်တဲ့နေရာတွေအကုန်လုံးမှာသူ့နေရာနဲ့သူအချိုးကျစွာကြည်ကောင်းနေစေဖြစ်ပါတယ်။နံပါတ်1ဤချောပုံအထွေထူးညှို့ဆိုစရာမလိုလောက်တဲ့အထိပေါ်ရီအကျန်းစားခြင်းနဲ့ပူရီတာနိုင်ရဲ့အသေးဆွဲဖြစ်နေသူကတော့ဤချောပုံပဲဖြစ်ပါလေ။ဤချောပုံဟာဆိုရင်တသက်စဘဝတွေကသူ့မရဲ့ခန္ဓာကိုယ်ကောက်ချောင်းအလားချောင်းထင်ရှားခဲ့ပြီးမိန်းကလေးအားလုံးကတရားမှတယောက်ပဲရှိတဲ့အလားမျိုးဖြစ်ပါတယ်။ မြင်တာနဲ့ဟာကနေဟင်ကနေဖြစ်လာအောင်ထင်းလင်းနေမှုကြီးကသူမဘဝရဲ့အထင်ကရရုံလုံးတစ်ခုဖြစ်နေပြီဒါကူကပဲအာသာမှုတစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်ဒါကြောင့်မြမဝတ်စုံဝတ်ထားရုံနဲ့တည်းလူတိုင်းရဲ့တဲဆွဲဖြစ်နေပြီအီချောပုံရဲ့ပရိသတ်90ရာခိုင်နှုန်းကယောက်ျားလေးတွေပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့လည်းမညာပါနဲ့ယောက်ျားလေးရောမိန်းကလေးရောဘယ်သူမဆုံးအီချောပုံကိုတွေ့လိုက်တာနဲ့မိုက်လိုက်တာလို့တွေးမိကြမှာလုံးဝအာမခံလိုက်ရပါတယ်နမလေးစွင့်စံ ငငယ်ချောချောတောင်းတောင်းဖြောင်းဖြောင်းကောက်ချောင်းလာတဲ့မြန်မာမင်းသမီးမိုက်စားလေးကိုပြပါဆိုရင်စွင့်ဤဆန်ကိုပဲလက်ညှိုးညွှန်ပြရမယ်ထင်ပါတယ်။ထူထဲလာတဲ့နှကန်းတွေနဲ့ပနံတဲ့လာစွာအပြင်စာရှိုက်ကြီးပုံငယ်တွေကိုပိုင်ဆိုင်ထားတဲ့စွင့်ဆာဆိုရင်တဏီယာမအပြစ်ပြောစရာမရှိလောက်အလုံးစုံပြည့်စုံနေပြီးဝင်းရပါအလားစစ်စစ်လေးဖြစ်ပါတယ်။ပြုံးဝင်နေတဲ့နုနိယအတိုင်းမှာတင်းရင်နေတဲ့ဘော်ဒီကွက်ကောက်မှုကြီးဟာလူတိုင်းမျက်လုံးမှာထင်ကနေဖြစ်သွားစေတဲ့အလှပမျိုးပါပဲ။ ဒီလိုလပတဲ့ကြောင့်ပဲစုဟိတ်ဆံကိုလူသိများခဲ့ပြီးလူတိုင်းသဘောကျတဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်ယခုအချိန်ထိလဲစွင့်ဆန်ကမြမရုပ်ရှင်လောကထဲမှာတရှိနေဆဲဖြစ်ပြီးဇာတ်ကားတွေလည်းရှိုက်ကူးနေဆဲဖြစ်ပါတယ်။ bonus တင်စာဝင်ကြောင်း sexy model တယောက်တစ်ပြင်လဲမင်းသမီးတင်စာဝင်ကြောင်းကတော့ဇာတ်ကားတွေထည့်ပြီးပြောစရာမလိုလောက်အောင်ကိုအလန်စာ body wave ကြီးပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ မမမမနဲ့မောင်လေးတွေရဲ့အသေးဆွဲဖြစ်နေတဲ့တင်စာဝတ်ကျော်ဟာအရှင်ကလေးကသူ့မိယာနဲ့သူကြစ်ကြစ်လစ်လစ်ကြီးကောင်းသူဖြစ်ပြီးနောက်ပိုင်းတေချာ body training လုပ်လိုက်တဲ့အခါမှာမမောဆရာကိုခနာကြီးဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မင်းသားချောင်းအောင်ရဲလေးနဲ့တောင်တင်စာဝတ်ကျော်ကတမိအစားတွေဖြစ်ခဲ့ကြပြီးအခြားနိုင်ငံကနာမည်ကြီး influencer တွေနဲ့လည်းချစ်သူဖြစ်ခဲ့ဘူးတယ်လို့သိရပါတယ်။ပရိသတ်ကြီးတို့ရောဒီလေးယောက်တည်းမှာဘသူကိုအကြိုက်ဆုံးလဲဘသူကိုအိမ်မက်မက်ဘူးကြလဲဆိုတော့ comment မှာမညာတမ်းရေးခဲ့ကြပါအောင်နော်။